မြန်မာနိုင်ငံတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား၁၀ဦးနဲ့ဂါနာနိုင်ငံသား၂ဦးအားထပ်မံထိသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ထိုင်းနိုင်ငံအပါအဝင်အင်းကြီးချင်းနိုင်ငံချို့ကိုတဆင့်ကန်ဖျက်တမ်းပြီးမြန်မာနိုင်ငံတွင်းသို့နေဆက်လမ်းကြောင်းများမှတဆင့်တရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြောက်ရီမြို့မေထော်တလီနေမြေမှာ အွန်လိုင်းလောင်းစားမှုများအွန်လိုင်းလည်မှုများဒူးဆိုင်မှုများကျူးလွန်ခဲ့ကြတဲ့ဖိလစ်ပိုင်နိုင်ငံသား10ဦးနဲ့ဂါနာနိုင်ငံသား2ဦးစုစုပေါင်း12ဦးကိုဇွန်လ3ရက်နေ့မှာထပ်မံထိသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။အဆိုပါဆစ်ဆေးဖော်ထုတ်ထိသိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားများအားသက်ဆိုင်ရာနိုင်ငံများသို့အငြင်းဆုံးပြန်လည်လွှတ်ပြောင်းပေးရမှာဖြစ်ပါသည်။ 2025ခုနှစ်ဇန်နဝါရီလ30ရက်မှဇွန်လ3ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9134ဦးစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနိုင်ခဲ့က၎င်းတို့နဲ့မှာ8699ဦးကိုဒဏ်နိုင်ငံမှတဆင့်တပ်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများတဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား415ဦးကိုတပ်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းဆောင်ရှောက်ထားရှိကြောင်းသိရပါဗျ။